အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Night Story Channel လေးကနေပရိသတ်များကိုပြန်လည်လို့ជួសលလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူအက္ခဆောရေးသားထားတဲ့သုံးတကြီးဥပဒါနဲ့ဒွေးချောင်းရွာမှသုံးညီအမဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဟောဒီဇာတ်လမ်းလေးကိုနားမစင်ကမှပဲကျွန်တော်ရဲ့ Channel လေးကနေ့စဉ်ပရာလောကဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ ျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ခဲ့ပြီးဘေးက notify ပဲခေါင်းလောင်းလေးကိုလည်းတီးခဲ့ပါအောင်လို့တောင်းဆိုရင်းနဲ့ဇာတ်လမ်းလေးကိုစလိုက်ပေးပါစီခင်ဗျာကျွန်တော်ကတော့တင်ဆက်သူတော်စင်ပဲဖြစ်ပါတယ်ထပ်ပြောရအောင်မယ်ဟိုတနေ့ကပြောခဲ့တဲ့အကြောင်းရဲ့အဆက်လေးပေါ့ဗျာအဲ့ဒီအကြောင်းကိုမပြောခင်ဥပသာကြီးအကြောင်းကိုပြောရအောင်ဗျာသူကအနေထိုင်ရွရွအေးအေးလေးပဲနေတယ် သူ့ကိုကျွန်တော်တို့ဟာစုံမှန်သိပြီမယ်ကြောက်ရွံ့မဲ့အစားခင်တောင်ခင်နေကြတာသူကတော့ကိုန်းတော့တိတ်ကြိုက်တာဗျလူကလည်းကရင်ဆက်တယ်လို့လို့မော်ဆက်တယ်လို့လို့ပြောကြတယ်လူကတော့ခက်ဖြူဖြူပဲကျုပ်တို့ညာသားတွေကတော့သိတယ်မှလားအသားကြီးကထညက်ရောင်များတယ်တချို့ဆိုနေပူတဲ့အနေများတဲ့လူကြတော့ဘုံကြီးကြီးလို့အယောင်ပေါ့ဗျအောင်မဲမိန်းကလေးတွေကြတော့ ဘုံရည်ကြီးအယောင်လို့တော့ပြောရင်စိတ်ဆိုးလိုက်ကြတာသူတို့အသားကိုကြတော့ဂရမတ်အယောင်နဲ့လေကျုပ်တို့ရောမှာအသားဖြူတယ်ဆိုလို့ဥပါဒာရဲ့ရွာနောက်ပိုင်းကကရင်စုကကရင်ဆက်တွေရဲ့ရွာမှာငွေတို့ချီးစာပြီးတော့အရက်ဆိုင်ဖွင့်နေတရုတ်ကြီးရဲ့အဲ့ဒီတော့ပဲရှိတာဗျဥပါဒာကြီးအကြောင်းကိုကျုပ်တို့လည်းသိကျင်ပေမဲ့ရွာကလူတော်တော်များများကတိတ်မသိကြဘူးကျုပ်အဖေတော်မှရေရေရာရာမသိဘူးတယ်ဗျာ အဲကျုပ်တို့အဖိုးကြတော့ဥပဒါအမေကိုမိလိုက်တယ်ဆိုတော့သူကတော့နည်းနည်းပါးပါးသိတာပေါ့ဥပဒါဆုံးဖြစ်တာသူ့အမေကြောင်းနဲ့ဥပဒါရဲ့အမေကဒေါ်ပြင်းလို့ခေါ်တယ်မယ်ပြင်းကဝမ်းတွင်းပါဆုံးနဲ့သူ့ကိုတချို့ကကဝေမြောက်လို့လည်းခေါ်ကြတယ်မယ်ပြင်းလို့ခေါ်ရတာကတော့သူတို့အိမ်ကိုတော့ရင်ဖုံတမုံတဲတမွင့်မတွေ့ရသလိုအိုရီခွက်တွေကိုလည်းပြောင်းစင်နေတာပဲတဲ့ ဘာလို့လဲဆိုတော့မယ်ပြင်းကသူ့မှာသာအပြင်းတက်တာအိမ်မှုကိစ္စတွေအလုံးကိုတော့ကဝေအတက်နဲ့ခိုင်းနာတယ်ဗျာတခါတခါတပြက်စီးကြီးကခြံထဲမှာသူ့အလိုလိုလဲနေတာတို့နွားသားဆင်းတဲ့ဓားကြီးကနွားသားတွေကို သူ့အလိုလိုစေးနေတာတို့တန်စီပိုင်းနဲ့လှုပ်ထားတဲ့ရေပုံးကြီးကလည်းသူ့အလိုလိုရေတွေခတ်ပေးနေတာကိုတွေ့ရတယ်လို့အဖိုးကပြောမှုတယ်ဦးသားကြီးစွမ်းနေဆိုတာမယ်ပြင်းတို့အိတ်နေတယ်လို့ပဲရှိတယ်လို့အဖိုးကလည်းပြောနေဗျာ အဲ့ဒီတော့ဥမသာသူ့အမိခြေရာကိုနင်းပြီးစွန့်နေတာနေမှာပေါ့ဗျာအဲ့ဒီမယ်ပြင်းဆိုတဲ့မိန်းမကြီးအကြောင်းလဲအတော်ရှိတယ်ဗျာကဲထားပါတော့ဗျာအခုက ဥပသာအကြောင်းပဲဆက်ပြောရအောင်ဥပသာကကျုပ်တို့10နှစ်လောက်မှာသူ့အသက်ကတော့40လောက်ရှိမယ်ဗျာထိတ်ကတော့တော်တော်ကိုပြောင်းတာတချို့ကပြောတာကကဝေဒီနဲ့ပညာပြိုင်ရင် ရှုံးသွားလို့ဒီလိုမျိုးရုံဆိုးသွားတယ်လို့တော့ပြောကြတယ် ဘဝသာလူမျိုးပေါက်တုံးပါဆိုရင် ရုပ်ရည်ဟာအတော်ချောတာတဲ့မင်းသားကြီးခင်မောင်ရင်တို့စိန်လွင်တို့ ရုပ်မျိုးတဲ့ယောဂအပြူရီရုပ်ရည်ကိုကြိုက်ပြီမဲ့ဒေါ်မေပြင်းသားဆိုတာနဲ့လေလန့်နေကြတဲ့လေဘဝသာကြီးဟာလူမျိုးကြီးပြတည်သွားတဲ့အထိမိမတယောက်မှမရှိခဲ့တာသူတည်သွားတော့သူ့ပညာတွေလည်းဆုံးမသွားတယ်ထင်ပါရဲ့ဗျာဥဝတာအလုတ်တော်တော်လောက်တဲ့သူဗျာ ဖရာတရားလည်းတိတ်မရှောင်ဘူးတဲ့တခြားဆုံးနေလို့ကဝေတို့ကဖရာတရားတော့ရှောင်ကြတယ်မလားအဲ့ဒီဥဝသားကြီးကတော့အလူဆိုလဲပါလိုက်တာဘုန်းကြီးကျောင်းဆိုလဲသူ့ကိုခိုင်းရင်တော့တာပဲကျုပ်တို့ဖေလက်တကဖရာငုတ်တို့ကိုပြန်ပြုတ်ပြင်ပြီးတိဆောက်တော့သူကလည်းလှုပ်အားဝင်ပေးတာတဲ့တခါကျုပ်အဖေပြောမှုတယ်ရှင်ပြူနာသာအလူမှာဥပသာကြီးကထင်းနေခွဲပြီးနေတာတဲ့ အဲ့ဒီချိန်ကရွာဦးကျောင်းဆရာတော် ਨੇ တွေ့တာဗောလေဆရာတော်ကလည်းဟဲ့ဘာသာမင်းရလကွယ်မကောင်းတဲ့အကုသို့အတက်တွေကိုစွန့်ပြီးကောင်းမှုတွေလုပ်ရင်ပိုပြီးအကျိုးရှိနိုင်မှာကွယ်အဲ့လိုပြောလိုက်တော့ဥပသာကြီးကလည်းတင်မအတက်ပညာကိုတော့စွန့်လို့လို့မရပါဘူးဗျာဒါပေမဲ့အဲ့ဒီအတက်တွေ ਨੇ မကောင်းမှုမလုပ်ရင်အကုသို့မဖြစ်ဘူးမဟုတ်လား ရွာဦးကျောင်းဆရာတော်ကလည်းထပ်ပြီးမဆုံးမတော့ပဲလှည့်ပြန်သွားတယ်။ဥဝသာအလောက်ကိုမခိုးမကပ်ဘူးဗျ။အမြဲတမ်းတခုခုလုံနေတတ်တဲ့သူကြီး။သူ့ကိုယ်တော်ကျုပ်တို့ကလေးတွေရွာကလာသားတွေကခင်ကြတယ်။ကလေးတွေခင်တာလည်းမပြောနဲ့ဗျ။တရက်တော်ကျုပ်နဲ့ဖိုးတယုတ်တို့ကျုပ်တို့ခြံတော့ဟာမလကာပင်ကြီးပေါ်တက်ကြတယ်။မလကာသီးတွေကလည်းအပင်ထိတ်မှရှိတော့စားရမလားဆိုပြီးတက်ခူကြတာပေါ့ဗျာ။ မလကားပင်ကပေ20နီးပါးလောက်မြင့်တာပေါ့ကျုပ်တို့တက်နေတာကိုပေါက်တူးကြီးထမ်းပြီးလမ်းလျှောက်လာတဲ့ဥပသာကြီးကတွေ့သွားတယ်ဟိတ်ကောင်လေးတွေဘာလို့တက်ပင်မောတက်နေရလဲကွာမလကားသီးတွေတီးနေလို့တက်ခုတာပါဥပသာကြီးရဲ့ဟာမင်းတို့ကမလကားသီးလေးတွေကအကျစ်လေးတွေပါကွာမပွားသေးပါဘူးကွာတက်မနေပါနဲ့ကြည့်လေကြည့်ကြည့်ဗျာစားမရရင်လဲဝါးပြီးထွေးထုံမယ် ကျိုးတော်လည်းအလျှော့မပေးဘဲနဲ့ဆက်ပြီးတက်နေတာပေါ့ဗျာအဲ့ဒီချိန်မှာဥမသာကြီးကမန္လကပင်မကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲမင်းတို့အသည်အကျစ်လေးတွေပွားသွားအောင်လို့ငါလှုပ်ပေးမဟိအဲ့လိုပြောပြီးတော့ဘာရီလဲတော့မသိဘူးရွတ်လိုက်တာ ကျိုးတို့မျက်စီရှေ့မှာနေမန္လကသည်တွေကတဖြည်းဖြည်းကြီးလာပြီးတော့အယောင်ကလည်းဝင်းလာတာဗျာကျိုးတို့ပြန်အံ့ဩလို့ကိုမဆုံး အဲ့တော့လေကျုပ်တို့လည်းအပင်မော်ခက်မြမြတက်ပြီးမလကာသီးတွေခူးကြတာပဲခြောက်လုံးလောင်ရလိုက်တယ်ထော်ထော်ပွတ်ပွတ်ကြီးတွေပဲဥပဒါကြီးကကျုပ်တို့ကိုကြည့်ပြီးပြုံးပြုံးနဲ့လမ်းလျှောက်သွားပါလေရောကျုပ်တို့ကလည်းမလကာသီးတွေကို စားလိုက်ကြတာဗျာအဲ့ဒီတော့ကလေးဆိုတော့မကြောက်ဘူးအပင်းထက်မလားစေးထက်မလားမသိသုံးပညာနဲ့ပွတ်အောင်လှုပ်ထားလဲစားလိုက်တာပဲအခုများဆိုရင်ဘယ်စားပါမလဲဗျာ နောက်တော့မိုးကုံလိုစောင်းကူးလာပြီဆိုရင်ကျုပ်တို့ကလေးတွေစွန်လွတ်ကြတဲ့အချိန်ပေါ့ဗျာ စီစိန်ဆက်ကူစွန်လေးတွေဝယ်ပြီးအချီလုံးနဲ့လွတ်ကြရတာဒါပေမဲ့အဲ့ဒီစီစိန်စွန်ကအဲ့ဒီခေတ်ကအရန်ရှားတာဗျာမြိုင်သာမြို့ကိုတက်ပြီးဝယ်မှရတာမြို့ကလည်းရွာကလူုံရှိမှစွန်မာလို့ရတာလူုံမောင်ရင်တော်မှလူတိုင်းကဝယ်ပေးကြတာမဟုတ်ဘူးရဲ့တခါတော့အဖေကမြို့နယ်အစည်းအဝေးဆိုပြီး မြို့ကိုတက်သွားပါလေရောကျုပ်တို့လည်းလိုက်ချင်တာပေါ့ဗျာဒါပေမဲ့ကလေးတွေမလိုက်ရဘူးဆိုတော့အမေကိုစွန်နေပူဇာလိုက်တာ အမေတို့ပြန်လာတော့စွန်ဆယ်ကောင်လောက်ပါလာတာပေါ့ဗျာကျုပ်တို့ကလေးတွေဆိုတာလူလိုက်ရတာ လူတွေအများကြီးစွန်ကနဲနေတာဟုတ်နောက်တော့အချီလုံးနဲ့စွန်လွတ်ကြတယ်စွန်လွတ်ဖို့ကလည်းလေကောင်းတဲ့တလင်းကြီးရဲ့ကိုတွားပြီးလွတ်ကြရတာရွာမှာလေကျုံကြီးဝမ်းခွဲတယောက်ရှိတယ် သူနာမည်ကငဆွေးတယ်မျက်လုံးဆွေးနေလို့အဲ့လိုခေါ်ကြတာငဆွေးကဆွန်လွတ်ခြင်းနဲ့ဆိုတော့နဲ့သူနဲ့ကျုပ်တယောက်တည်းလက်ဆွန်လွတ်ကြတာပေါ့အဲ့ဒီတလင်းမှာသူနဲ့ကျွန်တော်နဲ့နှစ်ယောက်တည်းပဲရှိတယ်လေရလဲကောင်းတော့ဆိုတော့ဆွန်ကမိုးပေါ်တော့ထောင်တက်နေတာပဲဗျာငဆွေးဆွန်လွတ်နေတော့ကျုပ်ကလည်းတပ်ပင် ရိတ်ကနေထိုင်ကြည့်နေတာနောက်တော့ကျုပ်အလဲရောက်ပြီဆိုပြီးငဆွေးစီကနေအချီလုံးသွားတောင်းတယ် မဆွေကလည်းပြန်မပေးတော့အဲ့ဒါနဲ့လူကြရင်နဲ့အချီကျိုးကလည်းပြက်ထွက်သွားပါလိမ့်ရောကျိုးမဲဆုံဆိုတာသိရမဟုတ်လားလီယူရလွင့်ပါသွားတာပေါ့ဗျာကျုပ်ကလည်းကျုပ်စုံလေးကိုနှမျောတာပေါ့ဗျာထက်ရဖို့လည်းတိတ်မလွယ်လောက်ဘူးလीအဲ့ဒါနဲ့ငါဆွေနဲ့ကျုပ်နဲ့တလင်းထဲမှာထိုးကြပါရောတလင်းဘေးရေလေးကဥပသာကြီးရေလေးဗျာစပါးရီတီလိုအနံအောင်လိုက်တာ ထောင်နေတဲ့စဘာတပင်မှ မရှိဘူးမျိုး။ကိုင်းစမအလောက်လုံးနေတဲ့ဥပဒါကြီးပြေးလာပြီးတော့ကျုပ်တို့ကိုပြန်ဖြေတာပေါ့။ကျုပ်ကလည်းစွန်ပါသွားလို့ဆိုပြီးငိုနေမိတယ်။ဥပဒါကြီးကခက်ပြုံးပြုံးနဲ့မပူနဲ့ကောင်းလေ။ငါမင်းစုံကို ပြန်ခေါ်ပေးမယ်။ဟာဘလို့ခေါ်မှလဲဗျ။ကျိုးပြက်ပြီးလွင့်သွားတာကို။ဥပဒါဘာမှပြန်မပြောပဲ။ လေထဲလွှင့်နေတဲ့စုံကလေးကိုလက်ညှိုးထိုးလိုက်တယ်။စုံကတော်တော်ဝေးဝေးကိုရောက်နေပြီဗျ။ပြာလဲနေတဲ့ကောင်းငင်ပေါ်မှာခက်ရီးရီးလေးပဲမြင်ရတော့တယ်။ဒါပေမဲ့ဥဝသာလက်ညှိုးထိုးတဲ့နောက်စုံလေးကလည်းလိုက်နေတယ်။ထိုးစားလိုက်တာတော့ပြောမနေနဲ့။ကျိုးပြက်ပြီးအထင်းကိုမှဲ့နေတဲ့စုံလေးကဥဝသာကြီးဘယ်ဘက်ကိုလက်ညှိုးထိုးရင်ဘယ်ဘက်ကိုပြန်တော့တယ်။ညာဘက်ကိုလက်ညှိုးထိုးလိုက်ရင်တော့ ညာဘက်ကိုပြန်သွားတာပဲဗျ။နောက်တော့တပြေးပြေးအောက်ကိုကျလာပြီးငှက်တကောင်လိုကွင်းထဲကိုပြန်လာတယ်။ပြီးတော့ကျုပ်တို့ခြေထောက်ရှိကိုဖုတ်ခနဲ့ပြုတ်ကျသွားတာပဲဗျ။ကျုပ်တို့ဖြင့်ကိုယ့်မျက်လုံးနဲ့ကိုမယုံနိုင်ဘူးဖြစ်နေ။ကဲကောင်လေးတွေရံဖြစ်မနေကြနဲ့တော့နောက်တစ်ခါဆိုရင်မင်းအဖေကိုငါသွားတိုင်မယ်နော်။အဖေကကျုပ်တို့ဆွေမျိုးအချင်းချင်းရံပစ်တာလုံးဝမကြိုက်ဘူးဗျာ အထူးသဖြင့်ကလေးတွေကိုပေါ့ကျုပ်တို့ကလည်းစုံပြန်ရပြီဆိုတော့ဆက်မလို့ပဲပြန်လာခဲ့ကြတာပဲပြောချင်ရပြောတာနဲ့အခုမှလိုရင်းကိုတတိရလိုက်တယ်ဖိုးတီကိုလှုပ်သွားတဲ့မိအေးဆိုတဲ့စုံမကဒွေးချောင်းမှာ နေတယ်တဲ့ဗျဒွေးချောင်းဆိုတော့ကျုပ်တို့နဲ့တိတ်မဝေးတဲ့ရွာလေးတရွာပေါ့ဗျရွာရဲ့ရှေ့မှာချောင်းတစ်ခုရွာရဲ့နောက်ဘက်မှာချောင်းတစ်ခုစုစုပေါင်း60ဆင်းရှိတဲ့ရွာမို့လို့ တွေးချောင်းလို့ခေါ်တယ်လို့ကျို့အဖိုးကပြောမှုတယ်။အဲဒီရွာကရွာငယ်ကလေးပါ။တရွာလုံးလေလုတ်တငါလုတ်တဲ့ဆင်းရဲသောရွာကလေးပေါ့ဗျာ။မိအေးကအသားစားခြင်းပေမဲ့ရွာကန်လူကိုမလုတ်ချင်တော့ကျို့တို့နေစီကိုကြော်ပြီးဖိုးတီကို လာလုတ်တာနေမှာပေါ့ဗျာ။ရွာသားကမိအေးကိုဆုံးမလွတ်လိုက်တာကိုမိအေးကဘယ်ကြည်နဲ့နိုင်မှာလဲဗျာ။အဲ့ဒါနဲ့အညိုးထားတယ်ထင်ပါရဲ့။ အဲ့ဒီဖြစ်ဖြစ်ဖြစ်ပြီးတော့တလားလောက်ကြာတော့မိမနှစ်ယောက်ရွာထိတ်ကိုရောက်လာကြတယ်။တယောက်ကအရက်ရှိရှိပိန်ပိန်ပါပါခေါင်းပေါ်မှာလည်းခံနှောင်းလေးတောင်းကိုရွက်ထားတယ်။နောက်တယောက်ကတော့အရက်ခက်ပူပူခန္ဓာကိုယ်ကခက်ဝဝပြောင်။သူတို့ကရွာထိတ်ကိုရောက်တော့ဘေးကကွင်းမြင်ထဲမှာနှွားကြောင်းနေတဲ့ဖိုးမောင်ဆိုတဲ့ကောင်လေးကိုလှမ်းអော်တယ်။ဖိုးမောင်ကလည်းကွင်းထဲမှာနှွားរីလှမ်းထားပြီးတော့တပ်ပင်ရိတ်မှာအိတ်နေတာလေ။ဟဲ့ကောင်လေး နင်းတို့ရောင်မှာဥတာဆန်ဆိုတဲ့လူကြီးရှိလားဟာဘယ်ကဥတာဆန်လဲကျုပ်မသိဘူးဟာဥပါဒါလို့ခေါ်တဲ့လူကြီးလေဩဥပါဒါဆိုလဲဥပါဒါလို့ပြောရောပေါ့ရှိပါတယ်အေးအဲ့တော့ဆိုလဲအဲ့ဒီလူကြီးကိုတော့ခေါ်ပြီးသားမှာဘုံမောင်ကလည်းအဲ့ရာကနေတော့မထဘူးလေဗျမခေါ်ပြီးနိုင်ဘူးဗျာ တွေ့ရင်ရွာထဲကသူ့အိမ်ကိုလိုက်သွားပေါ့ဟဲ့ကောင်လေးသွားခေါ်ပြီးလို့ပြောနေရလေဖိုးမောင်ကိုအဲ့ဒီမိန်းမနှစ်ယောက်ထဲကဝဝပူပူမိန်းမက မျက်စောင်းထိုးပြီးကြည့်ရတယ်သူ့မျက်စောင်းထိုးခံလိုက်ရတဲ့အချိန်မှာ ဖိုးမောင်တယောက်ကြက်သိန်းတွေထပြီးတမျိုးကြီးဖြစ် ကြောက်လာတယ်တဲ့ဗျအဲ့ဒီခါမှာပူပူဝဝမိန်းမကိုအရက်ရှိရှိနဲ့မိန်းမကလန့်တားတယ်တဲ့ ညီမလေးရဲ့စိတ်လျှော့ပါကွ။တောင်မဲအဲ့ဒီပူပူဝဝမိမကြီးကစိတ်မလျှော့တဲ့ပြင်ဖိုးမောင်ကိုလက်ညှိုးနဲ့ထိုးပြီးတော့ပြောလိုက်သေးတယ်။ဟဲ့ကောင်လေးနင်သွားခေါ်ပြီးမလားမခေါ်ပြီးဘူးလား။ဖိုးမောင်ကလည်းခက်ခက်ခက်ကောင်းဆိုတော့မခေါ်ပြီးဘူးလို့ညင်းလိုက်တာပဲ။အဲ့ဒီချိန်မှာပဲအဲ့ဒီမိမကဖိုးမောင်ကြောင်းနေတဲ့နွားကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာ နွားကြီးကဘာဖြစ်သွားလဲမသိဘူးဗျာခွာတွေကိုရက်နေတာဖုန်တွေကိုထလို့ဗျဘိုးမောင်ကလည်းနွားကြီးကိုထူးဆန်းပြီးကြည်နေရင်းနဲ့နွားကြီးကသူ့စီကိုဂျူကော့ပြီးပြေးလာပါရောအဲ့ဒီနွားကြီးကဖိုးမောင်အဖေရဲ့ခိုင်းနွားကြီးပါအလွန်လူရင်နဲ့အလွန်လိန်မာတဲ့ကောင်ကြီးပေါ့ဗျာအခုတော့တခင်ဖြစ်ပြီးအမြဲတမ်းကြောင်းနေတဲ့ဖိုးမောင်ကိုတော့လိုက်ခွေပါရော ဘုံမော်ကလည်းကြောက်ကြောက်နဲ့ထပြေးတာပေါ့ဗျာအဲ့ဒီတော့မှပူပူဝဲဝမိမကြီးကခါထောက်ပြီးအော်ရီနေတာတဲ့နောက်တော့အတန်နဲ့ကြီးနဲ့အော်လိုက်သေးတယ်အဲ့ဒီဘာသာဆိုတဲ့လူကြီးကိုပြောလိုက်ဒွေးရောင်းကမိအေးတို့ညီမရောက်နေတယ်လို့ပြောလိုက်စမ်းဟာဟာဟာအဲ့ဒီချိန်ဥပသာကြီးကသူ့အိမ်ရှိကုပ်ပြစ်မှာထိုင်နေပြီးကွန်းစားဖို့ကွန်းရာနေတဲ့အချိန်မျိုး ရွာလေလန်းတိုင်းဖုံတွေတလုံးလုံးနဲ့ပြေးလာတဲ့ဖိုးမောင်ကိုဥပသာကြီးကကြိတ်လိုက်တယ်။အနောက်ကလည်းနွားကြီးလိုက်လာတာကိုလည်းတွေ့လိုက်ရတယ်။မကြပါဘူး။ဖိုးမောင်ကသူ့ခြံထဲကို အမောတော်နဲ့ပြေးဝင်လာတယ်။နွားကြီးကလည်းဖိုးမောင်ရဲ့နောက်ကို လိုက်နေတော့မေးပြန်။ဥပသာကြီးကလည်းနွားကြီးကိုဟိတ်ဆိုပြီးတစ်ချက်ဟောက်လိုက်တာနဲ့နွားကြီးကကျိုးနဲ့ဆွဲလိုက်တယ်လို့တုံကနေရက်သွားတယ်။ခြေလေးပဲစလုံးနဲ့ထိုင်ကျသွားပြီးတော့ ရှာကြီးထွက်မောနေတယ်တဲ့ဗျာယူဝါသားကြီးကတခုခုမူမမှန်တော့တိလိုက်ပြီလေဒါပေမဲ့ဖိုးမောင်ကအမောစို့နေလို့စကားတောင်မပြောနိုင်ပဲအသက်ကိုမနေရှူနေရတယ်နည်းနည်းလေးကြာတော့မှဦးဝါသားကြီးဟိုဟိုရွာရွာတိတ်မှာဒွေးเจ้าကမိအီးတို့ညီမဆိုလားအဲ့ဒါရောက်နေတယ်တဲ့ဗျကျွန်တော်ကိုသွားခေါ်ခိုင်းတော့ခေါ်မပြီးလို့ဆိုပြီး နွားနဲ့လိုက်ခွေခိုင်းတာပဲဥဝသားကြီးကလည်းဒေါသထောင်းကနေထွက်သွားပြီးတော့ကိုပြစ်ကနေပြီးထထိုင်လိုက်တယ်ဒေါသထွက်လို့လို့နှစ်ဖူးကျော်ကြီးတွေလည်းတင်းနေတာပဲတဲ့ဗျအော်မိအေးနေကနာကျင်လို့ဒီအထိလာတာပေါ့လေဥဝသားကြီးကတစ်ချက်ပြုံးလိုက်ပြီးကွန်းအစ်ကို ဖိုးမောင်ကိုလှမ်းပေးခိုင်းတယ်အဲ့ကောင်ဖိုးမောင် ကွန်းအေးပိုက်ပြီးငါနောက်လိုက်ခဲ့ကွာအဲ့ဒီလိုပြောပြီးတော့ထွက်လာခဲ့တယ်ချန်ပီယံကိုရောက်တော့နွားကြီးကရှာရီပြားနေပြီးမျက်လုံးကြီးလည်းပြူးနေတယ်တဲ့ဥမသားကြီးကလည်းနွားကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဒီကောင်မမင်းနွားကိုတေးအောင်လှုပ်လိုက်တာကွာငါကွန်းအေးထဲကကွန်းတရွဲ့နိုင်ပြီးသန်းဘုံမော်ကလည်းကွန်းအစ်ကိုဖွင့်ပြီးအောက်ဆုံးအန်ထဲမှာထည့်ထားတဲ့ကွန်းရွက်တရွက်ကိုနိုင်ပြီးလိုက်တာပေါ့ ။ဘူဝတာကလည်းအဲ့ဒီကုန်းရက်ကိုလက်ပေါ်အားမှာကပ်ပြီးတရွေးတစ်ချက်ထွေးချလိုက်တယ်။နောက်တော့နွားကြီးရဲ့ရှာကိုအဲ့ဒီကုန်းရက်နဲ့ပွတ်ချလိုက်တယ်ဗျ။ကဲမင်းနွားကြီးတော့ကောင်းသွားလိမ့်မယ်။လာကွာ။မတို့လည်းသွားကြစို့။အရင်ခေတ်ကကိုင်းကြိုက်တဲ့သူတွေကအခုခေတ်လိုကိုင်းရကိုရပြီးထုတ်မသွားဘူးဗျ။ကိုင်းအေကို တကူးတကပေမန့်ခံပြီးတည်ကြတာ စားကန်ဒီမှာစိတ်ကြိုက်ရာစားပြီးစားကြတဲ့ခေတ်ပေါ့ဥမာသားကြီးဟာအရှိကနေခြေလန်းခြေကြီးနဲ့တွားနေပြီဘောင်ဖိုးမောင်ကလည်းကိုအိတ်ကိုပိုက်ပြီးနောက်ကနေပြေးလိုက်တွားတာကိုမြင်တော့ကျုပ်တို့လည်းသူတို့နောက်ကိုလိုက်လာခဲ့ကြတယ်ခုနကဖိုးမောင်ကရွာလဲလမ်းကြီးတိုင်းအော်ဟစ်ပြေးသွားတာကိုကျုပ်တို့မြင်လိုက်ရတော့ဒူးဆန်းနေပြီဆိုတာသိလိုက်တယ်လေဆုံးတွေပညာလားပြိုင်တာထင်တယ်ကွာ အဖေကအဲ့ဒီလိုကောက်ချက်ချလိုက်တယ်။သူကသိတော့သိတယ်။သူတို့ကိစ္စသူတို့ဘာသာရှင်းကြဆိုတဲ့ပုံစံမျိုးပြ။သူကတော့မကြည့်ပေမဲ့ကျွန်တော်ကတော့သိကျင်နေမှလား။အမေတို့နဲ့တူတူရွာပြင်ကို အပြေးထွက်ခဲ့တာပေါ့ဗျာ။ရွာထိပ်ကပေါက်ကုန်းလို့ခေါ်တဲ့နေရာရှိရေဗျ။ဂုံးကမူလေးဖြစ်နေပြီးတော့အဲ့ဒီပေါ်မှာလူကြီးနှစ်ဖက်စာလောက်ရှိရဲ့။ပေါက်ပင်ကြီးတပင် ပေါက်နေရေဗျ။ အဲ့ဒီကုန်းကလေးကိုပေါက်ကုန်းလို့ခေါ်ကြတယ်။အဲ့ဒီနေရာကလည်းရာဇဝင်ရှိတယ်ဗျ။တရေတွေကလည်းခြောက်လိုက်တာပြောမနေနဲ့။အခုလည်းဥမာသားကြီးကရွာထိပ်ရောက်တာနဲ့မိအီတို့နှစ်ယောက်ကိုစိုက်ကြည့်လိုက်တယ်။ဟေးမိအီရဘယ်ကောင်းမလဲ။ပူပူဝါးနဲ့မိမကသူ့ကိုယ်သူလက်ညှိုးထိုးပြတယ်။ဟမ်မိအီဆိုတာကြုတ်ပဲ။ဟောတာကကြုတ်အမမိသေး။ ကဝေတွေကသူတို့နာမည်ဒီအမှန်ကိုမပြောကြဘူးဗျနာမည်ကိုတမင်ဝတ်ထားကြလိရှိတယ်မှတ်လားအခုလဲမိအေးတို့မိသေးတို့ဆိုတော့နာမည်ဝတ်တွေဖြစ်မှာပေါ့ဗျဥပဒါခက်လန်းလန်းမှမြင်နေရတဲ့ပောက်ပင်ကြီးကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲနင်တို့တွေအဲ့ဒီကိုလာကြလမ်းလေကောင်ကြီးမှာတော့ရုပ်ပြက်တယ်မိအေးနဲ့မိသေးကအရှိကနေဥဆောင်သွားပြီးတော့အနောက်ကတော့ဥပဒါကြီးနဲ့ကျုပ်တို့ရွာသားတွေလိုက်ခဲ့တာပေါ့ဗျာ ရွာသားတွေဆိုပေမဲ့တိတ်မများပါဘူး။15ရလောက်ပဲရှိရပါ။နေခင်းချိန်ကြီးဆိုတော့လေတဲ့ဆင်းတဲ့သူကဆင်းအလုံလုံတဲ့လူကလုံနေဆိုတော့ရွာမှာလူတိတ်မရှိဘူးပေါ့ဗျာ။ကျုပ်တို့လည်းအဲ့ဒီပေါက်ကုန်းကိုတယောက်တည်းဆိုမတော်ရဲဘူးဗျာ။အခုကတော့လူလဲများတယ်။ဥမသားကြီးလဲပါတယ်။ပွဲကလည်းကောင်းနေပြီဆိုတော့ကြောက်ကြောက်နဲ့လိုက်ခဲကြတာပေါ့ဗျာ။အဲ့ဒီပေါက်ပင်ကြီးရဲ့အပွင့်နေရာလဲရဲနေရာပဲဗျာ။အောက်ကအကုန်းမှာလဲ အပွင့်ကြွေတွေနဲ့ရဲရဲနေလို့ပေါ့ပောက်ပွင့်ဆိုတော်မျိုးကတော်တော်တော်လှတာမဟုတ်ဘူးဒါကြောင့်စကားပုံတော်ရှိသေးတယ်အစင်းသာရှိအချင်းမရှိရဲ့ပောက်ပွင့်ဆိုပြီးတော့ပေါ့ပောက်ပွင့်ကြီးအောင်မှာဥမသာကြီးကမတ်တန်ရက်လိုက်တယ်အဲ့ဒါနဲ့ကျိုးတို့ကလည်းသုံးပညာတွေပြိုင်ကြတော့မှာဆိုတော့ကြောက်တာပေါ့ဗျာအဲ့ဒါနဲ့ပောက်ပွင့်ကြီးရဲ့နောက်ွယ်ကနေပုံးပြီးကြည်နေကြရတာဥဝသာကြီးကဖိုးမောင်စီကကွန်းအစ်ကိုလန့်ယူလိုက်တယ် ပြီးတော့အေးလူလူနေပဲရက်နေတယ်။ကဲနင်တို့ကဧည့်သည်တွေဆိုတော့နင်တို့လှုပ်ချင်တာလှုပ်ကြပြီတော့နင်တို့ကငါကဦးစားပေးတယ်။မိကြီးကဥပဒါကြီးကိုမျက်ဆောင်ထိုးကြည့်တာနဲ့အရန်ကြောက်စရာကောင်းလားဗျာ။ဥပဒါကတော့သူ့ပုံစံအတိုင်းခပ်ပြုံးပြုံးနေဗျာ။အင်ကြီးအစုပ်ကြီးတစ်ထည်ကိုဝတ်ထားတယ်။ရှက်အင်ကြီးကြီးကလည်းကြောကုန်းကပေါက်နေသေးတယ်ဗျာ။ ဲ့ဒီအောက်ကသူ့ကြောကုန်းဖြူဖြူကြီးကိုကျုံတို့တောင်မြင်နေရတယ်။ပစိုးကလည်းခတ်တူတူဝှထားပြီးဒါရဖနဲ့အမဲကြီးကိုလည်းစီးထားတော့ခြေထောက်ကိုအရှိကိုတလန်တိုးလိုက်ပြီးလူကခန့်နှွဲ့နှဲ့ရက်နေ။လက်တစ်ဖက်ကလည်းကိုအစ်ကိုပိုက်လို့ပြ။မိအေးကဥမသားကြီးကိုလက်ညှိုးထိုးပြီးဘာရီပြောနေမှန်းတော့မသိဘူးဗျ။ပေါ်စီပေါ်စီနဲ့ဥမသားကြီးကဘာမှမဖြစ်သလိုအပြုံးလည်းမပြတ်ဘူးဗျ။ ကျုပ်ကလည်းဆက်စုတဲ့ကောင်ဆိုတော့ဥပဒါကြီးမျက်နာကိုမမြင်ရလို့ပေါက်ပြီးအနောက်ကနေအตาကလေးထွက်ပြီးအနောက်ကလေရဲ့ကတင်းရိုးဆက်လေးကနေဝင်ပြီးတော့ကြည်လိုက်တယ်။အဲ့ဒီနေရာကနေကြည့်ရင် သူတို့တွေအကုန်လုံးကိုကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။မိအီရိုးဖက်ပြီး9မိနစ်လောက်ကြာတော့ဥပဒါကြီးကတစ်ချက်တန်းလိုက်တယ်။ပါးစပ်ကိုလက်ဝါးနဲ့ကာပြီးတဝါးဝါးနဲ့တန်းပြီးတော့မှဟဲ့ မြည်ပညာတွေကမပြီးသေးဘူးလားဟေ့ငါမှအိတ်တောင်အိတ်ချင်လာပြီဥပဒါကြီးဘာမှမဖြစ်ပေမဲ့မိအေးကတော့ဇောချွေးတွေပြန်နေပြီနဖူးကလည်းစီးကြနေတဲ့ချွေးတွေဆိုတော့မြင်လို့တော့မကောင်းဘူးမိပြားမှလည်းချွေးတွေကိုတီးနေရပဲမိအေးကသူ့အမမိသေးကိုလှဲ့ကြည့်လိုက်တယ်ဆိုလိုချင်တာကတော့ညီမမနိုင်တော့ဘူးအမလှုပ်တော့ဆိုတဲ့သဘောပဲ အဲ့ဒါနဲ့မိသေးကတော့ခက်အေးအေးပဲသူရွက်ထားတဲ့တောင်းကလေးကို မြေကြီးပေါ်ကိုချလိုက်တယ်။နောက်တော့ခေါင်းပေါ်ကခေါင်းဘူးကိုကင်လိုက်ပြီးတော့ခေါင်းဘူးဆိုတာခေါင်းမနာအောင် ခွေပြီးခံတဲ့အိုးစာလေးတစ်ခုပေါ့ဗျာ။ခေါင်းဘူးကလည်းပစိုးကွက်လူလူအမဲမဲကြီးဗျာ။နောက်တော့ဘာမပြောညာမပြောနဲ့အဲ့ဒီခေါင်းဘူးကြီးနဲ့ဥပဒါကိုလန့်ပစ်တယ်။ခေါင်းဘူးကလည်းအလိုက်လိုက်ကြီးပြေးသွားပြီးတော့မိသေးလက်ကနေလွတ်သွားတာနဲ့ မွေကြီးတောင်ဖြစ်သွားတာဗျရှင်လင်းနေရပဲမွေကြီးကလည်းအကြီးကြီးပဲဗျလူကြီးလက်ပြန်လောက်တော့လုံးပတ်ရှိမယ်ပဇက်ကြီးဖြဲပြီးတော့အဆွေကြီးနဲ့ဥပတော်ကြီးစီကိုပြန်ပြီးဝင်သွားတာပေါ့ပြန်ဝင်လာတဲ့မွေကြီးကိုဥပတော်ကြီးကညာဘက်လက်နဲ့လှမ်းဖမ်းလိုက်တယ်အဲ့ဒီမွေကြီးကဥပတော်ကြီးရဲ့လက်ထဲကိုရောက်တော့ခေါင်းမူးလုတဲ့ပစိုးပိုင်းကြီးပြန်ဖြစ်သွားရော လေယဝေးမှာပစိုးပိုင်းကြီးကဗလက်ဗလက်နဲ့လွင့်နေသေးတယ်။ဥဝါသားကြီးကလည်းပစိုးပိုင်းကြီးကိုကြည့်ပြီးမဲ့လိုက်တယ်ဗျ။အဲနင်ပစိုးအဆုပ်ကြီးငါမလို့ချင်ပါဘူးဟာသွားစမ်းအဲ့ဒီလိုပြောပြီးမိသေးစီကိုလှမ်းပစ်လိုက်တယ်။ခုနကမိအေးလှုပ်တယ်လို့ပဲဥဝါသားကြီးပြစ်လိုက်တော့ကတော့ပစိုးပိုင်းပဲ။လက်ကလွတ်သွားတော့မွေးဟောက်ကြီးပြန်ဖြစ်သွားတယ်။ မိသေးလဲငုံပြီးရှောင်းတာမြန်လိုက်လို့ဗျာနောက်မို့ဆိုရင်တော့မွေကြီးဟာမိသေးရငယ်လေးကိုကွက်တီပဲဗျာအဲ့ဒီမွေကြီးကလည်းမိသေးကိုကြော်ပြီးညီကြီးကိုကြားသွားတော့မွေဟောက်ကြီးအဖြစ်နေပဲရှိနေသေးတယ်ပပင်းကြီးထောင်ပြီးတော့မိသေးတို့ကိုတရှူးရှူးနဲ့ကြိုက်ဖို့လှုပ်နေရများဘေးဟာကြည့်နေတဲ့ကြုတ်တို့တော်ကြောက်နေရတယ်ဗျာမိသေးကလည်းမွေကြီးကိုလက်ညှိုးထိုးပြီးအတော်ရွတ်ဖက်လိုက်တယ် အဲ့တော့မှမွေကြီးကခွေကျသွားပြီးတော့ခေါင်းပူစအဝတ်ကြီးပြန်ဖြစ်သွားတယ်ဗျမိသေးကကြည်နှက်ဖုံတော့မရသေးဘူးဒါနဲ့ဘေးမှာသူခွန်းနာကထထားတဲ့တောင်းလေးကိုကောက်ယူလိုက်တယ်ခံတော်ဘုံတော့ပစိုးစားတစနဲ့ဖုံးထားလို့အထဲမှာဘာထည့်ထားသလဲဆိုတာတော့မမြင်ရဘူးဗျဒါပေမဲ့သူတို့ကသုံးညီမတွေဆိုတော့မကောင်းတာတစ်ခုခုဖွက်ထားခဲ့တာဖြစ်မှာပေါ့လေ အဲ့ဒီအချိန်မှာပဲဥပဒါကြီးကကိုင်အေးကိုလက်နဲ့ပိုက်ကြားထဲမှာညှက်ပြီးလက်တစ်ဖက်ကကိုင်အေးအဖို့ကိုပွင့်ပြီးတော့ကိုင်ရတရက်ကိုနှိုက်လိုက်တယ်။နောက်တော့ထုံးမူလေးတွေက ထုံးကိုလက်ညှိုးနဲ့နှိုက်ပြီးတော့အေးလူလူပဲကိုင်ရက်ကိုထုံးတုံနေရင်းကနေဟဲ့ကောင်မလေးနေတောင်းကိုဖွင့်ရင်တတိထားနော်အဲ့ဒီလိုပြောလို့မိသေးကတောင်းမောင်းအုပ်ထားတဲ့ပစိုးကိုပွင့်ကြည့်လိုက်တယ်ဗျ။ပြီးတော့မိသေးကအာခနဲ့អော်လိုက်ပြီးတော့ တောင်းလို့မြေကြီးပေါ်ပြစ်ချလိုက်တယ်။တောင်းတွေကနေမွေပွေးတွေထွက်လာတာမနှဲဘူးဗျာ။အကောင်30လောက်ရှိမယ်ဗျာ။မွေပွေးတွေကလည်းခေါင်းတွေထောင်ပြီးတော့သူတို့အညီမကိုပေါက်ဖို့လုပ်နေကြတာ။မိသေးကခြေဖနှောင့်ကိုစောင့်ပြီးတခုခုကိုရွှေ့လိုက်တော့မှမပွေးတွေကတဖြည်းဖြည်းပျောက်ကွယ်သွားကြတယ်။မိသေးကလည်းဥပသားကြီးကိုသုံးပညာနဲ့မနိုင်တော့ဆဲတော့လာပဲဗျာ။ စေနီကတော့စုံနေအောင်ကိုဆဲတာဖေနဲ့လည်းကင်တုတ်တယ်သူပစ္စည်းတွေနဲ့လည်းတိုင်းသွားပြီးဆဲတာပေါ့ဗျာဘူဝတော်ကြီးကလည်းခဏတော့နားထောင်နေသေးတယ်နောက်တော့ဟဲ့ကောင်မနားညှိလိုက်တာနင်းပသက်ကိုပိတ်ထားတော့အဲ့ဒီလိုပြောလိုက်တယ်ဆိုရင်ပဲမိသေးခင်ဗျာပါဇက်မဟနိုင်တော့အတင်းအားဆိုင်ပြီးအော်ပေမဲ့လည်းပါဇက်ကမပွင့်မင်းနဲ့နောက်ခန်းကြီးကစိတ်လျက်သားနဲ့ တအုပ်အုပ်နဲ့ပဲအတန်ကြီးထွက်နေတယ်။ကျုပ်တော်အဲ့ဒီမှာရင်ဥမသားကြီးကိုအရင်လေးစားသွားတာဗျာ။အဲ့တော့တောင်သူကဘာမှပြန်မလုပ်ရသေးဘူးနော်။အေးအေးဆေးဆေးပဲကိုင်းရနေတာ။ကိုင်းရပြီးတော့မှအဲ့ဒီကိုင်းရကိုကင်ပြီးတော့မိသေးတို့ညီမကိုကြည့်ပြီး။ကဲနင်တို့လည်းပြီးပြီ။ဒီတစ်ခါငါအလေနင်တို့ခံနိုင်ရင်ခံကြ။ ဲ့ဒီလိုပြောပြီးကိုင်းရကိုပါဇက်ထဲကိုထည့်ပြီးဝါလိုက်တယ်။သုံးလေးချက်လောက်ဝါလိုက်တာနဲ့မိအေးကနှစ်ထင်နှစ်ဖက်ကိုလက်နဲ့ဖိပြီးအော်တော့တာပဲဗျာ။နောက်တော့မိသေးတဲ့လိုက်အော်တာပဲ။ဆဲတော့တော့ပါဇက်ဖွင့်မရပါဘူးမဲ့။အော်တာတော့ရတယ်ဗျာ။ဥပဒါကကိုင်းဝါလိုက်မိအေးတို့ညီမကအော်လိုက်နေ။နောက်တော့ပူအထိတ်နာတာနဲ့တူးပါတယ်။မြေကြီးမှာလူလိမ်နေတာပဲဗျာ။ ဓမိန်တွေဘာတွေတောင်ကျွတ်တယ်ဗျာနောက်ဆုံးမှာမိသေးကအမလီကြောက်ပါပြီဆရာကြီးရေကျမတို့ချမ်းသာပြီပါ ကျမတို့တေးရပါတော့မယ်အဲ့လိုအွန်လိုင်းတော့မှမိသေးအော်တာရက်သွားတယ်မိသေးကမပြောသေးတော့မိအေးကအော်နေရတော့မယ်နောက်တော့မှမိအေးလည်းမခံနိုင်တော့ဘူးနဲ့တူပါတယ်သူကလည်းအတော်တောင်းပန်လိုက်မှဥပဒါကြီးကကွန်းဝါးတာရက်လိုက်တယ် ညီတို့မှတ်ပြီလားဒီဘွဲမှာညီတို့ရှုံးတာညီတို့သိရဲ့နော်ဟိုဟိုမှတ်ပါပြီဆရာကြီးဆရာကြီးကိုကြောက်ပါတယ်ရှင်ပညာသေးတွေပြရင်နိုင်တဲ့သူကဘာလို့ရစမြဲလဲဟိမိသေးတို့ညီမနှစ်ယောက်ကမြေကြီးမှာဒူးထောက်ပြီးတော့နိုင်တဲ့သူက စိတ်ကြိုက်လို့ရပါတယ်အဲ့ဒါနဲ့ပဲဥပဒါကြီးကပြုံးပြီးတော့ အေးလေကောင်းပါပြီငါကသူများတွေကိုပညာတွေပါတွေမဖြတ်တော့ပါဘူးနေနှုတ်ကိုဒီတစ်ခေါက်တော့ခွင့်လွတ်ပေးလိုက်မယ်ဒါပေမဲ့နေနှုတ်ကိုငါတန်းခတ်မယ်အဲ့ဒီလိုပြောပြီးမိသေးတို့အနားကိုရှောက်သွားပြီသူပါဇက်ထဲကဝါပြီးသားကွန်ဘတ်တွေကိုထွေးထုံလိုက်ပြီးတော့မိသေးပါဇက်ထဲရောမိအေးပါဇက်ထဲကိုပါခွန့်လိုက်တယ်သူတို့နှစ်ယောက်ကလည်းရှုံးနေသူဆိုတော့ဘူပါတာကြီးလုံးတမျှကိုခံရတာပေါ့ဗျာအေး င်တို့ဒီနေ့ကစပြီးတနည်းပြည့်တဲ့အထိနင်တို့ပညာတွေကိုငါပိတ်ပင်ထားတယ်။နင်တို့သုံးရတဲ့ပညာသုံးချီစမ်းနင်တို့ဘာဖြစ်သွားမလဲဆိုတော့စောင့်ကြည့်ကြပြီးတော့မလုံရဲပါဘူးဆရာကြီး။အေးလေနင်တို့လည်းခြေကောင်းလက်ကောင်းကြီးတွေပဲဟာရိုးရိုးသားသားလောက်ကင်စားကြစမ်းပါဟာ။ဓမင်းမငတ်ပါဘူးဟာ။သွားကြတော့နောက်ဆိုနင်တို့တန်တွေကိုငါမကြားချင်ဘူးနော်။ မိသေးရလဲခေါင်းမူးကြီးကိုကောက်ပြီးတော့ခံနှောင်းလေးကိုထက်ခံနှောင်းကလေးကိုပိုက်လိုက်တယ်ဗျ။နောက်ပြီးတော့သူတို့ညီမနှစ်ယောက်ကုတ်ကုတ်ကလေးရွာကနေပြန်ထွက်သွားကြတယ်။ကျိုးတို့မှဆိုရင်အတန်တော်ထွက်ရင်းတော့မဟုတ်ဘူးဗျ။အခုသူတို့ပြန်သွားမှဟေးဥပသာကြီးကွာဆိုပြီးအော်လိုက်ကြတာ။ဥပသာကြီးကတော့အေးအေးလူလူပဲကိုယ့်ရဲ့ကလေးကိုပိုက်ပြီးတော့ရွာထဲကိုပြန်ဝင်သွားတယ်ဗျ။ကျုပ်တို့လည်းပေါက်ကုန်းမှာကြာကြာမနေရဲတော့တာနဲ့ ရွာကိုပြန်ပြေးကြတာပေါ့ဗျာအဲ့ဒီတရင်ကလည်းရွာတဲကိုပြန်သွားတော့တချို့ကလည်းဥပသာကြီးကို ကြောက်ကြတယ်ကျုပ်တို့ကတော့မကြောက်ပါဗျာဥပသာကြီးကလည်းခက်ရိုးရိုးပဲနေပါတယ်မိုးလီမီဆိုရင်တောင်းကြီးတောင်းကိုထမ်းပြီးလေယာသုံးကရိယာတွေယူပြီးတော့လေထဲကိုဆင်းသွားတော့တာပဲပါဇက်ကလည်းလေကလေးတချွန်ချွန်နဲ့ချွန်ရဲချွန်ဒါမှမဟုတ်ရင်လည်းကိုင်းကြီးမြုံလို့လမ်းမှာတွေ့တဲ့သူတိုင်းကို ပြုံးပြရည်ပြသွားသေးတယ်ဗျ။ကဲဗျာဒီနေ့တော့ဒီလောက်နဲ့တော့ပါပြီဗျာ။ဘေးအိတ်သက်ကြီးလည်းနောက်နေ့မှအချိန်ရရင်တော့ဥမာသားကြီးเจ้าကိုဆက်ပြောဖို့ရှိသေးလို့ကျွန်တော်ရဲ့ Night Story Channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ခွန်းဆက်လိုက်ပါရစေခင်ဗျာ။အဆုံးထိနားဆင်ပေးကြတဲ့ဘေးအိတ်သက်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။